အေးဒါကြောင့်မို့လို့လူလောကရဲ့လူချင်းစရာအချက်တွေကမြတ်စွာဘုရားကဒီတုတ်တံထောက်ပြီးတော့ပြထားတာလူဘဝရလာတာနဲ့တပြိုင်နက်စီစဉ်ဥစ္စာရာဆိုတာလူချင်းနဲ့နံပါတ်2ကလှခြင်းနဲ့နံပါတ်3ကကြမ်းမာခြင်းနဲ့နံပါတ်4ကကိုချင်းတရားကောင်းခြင်းနဲ့နံပါတ်5ကကောင်းမြတ်တဲ့အကျင့်တစ်ခုကိုချင့်ကြံခြင်းနဲ့ နံပါတ်6ကမိတ်ဆွေပေါ်ခြင်းနဲ့နံပါတ်9ကဘ ਹੁ တုတ္တရားခြင်းနဲ့နံပါတ်10ကပညာတတ်ခြင်းနဲ့နံပါတ်9ကတရားသူတရားမြတ်ရားခြင်းနဲ့နောက်ဆုံးမြှော်လင့်ချက်ကြတော့ကောင်းရာသူတိရောက်ခြင်းပေါ့အဲ့ဒီလိုလိုချင်တာတွေရနိုင်ဖို့အတွက် လက်တွေ့ကျင့်သုံးမှုကိုမြတ်စွာဘုရားဒီတုတ်တမှာဟောတာစီစဉ်ဥစ္စာတွေရခြင်းကြိုးစားတဲ့ဆင်းမခြင်းပြင်းပြင်းဆင်းဆင်းနေတဲ့ချမ်းမာခြင်းလို့ရှိရင်ကိုယ်နဲ့တင့်တော်တာလုပ်တဲ့ကိုချင်းတရားကောင်းခြင်းမိကောင်းဆွေကောင်းတွေနဲ့ပေါင်းတဲ့ရတော့ခြင်းကိုကျင့်မယ်ဆိုရင်အိန္ဒိယကိုထိမ့်သိမ့်နဲ့နော်မိတ်ဆွေတွေပေါ်ခြင်းနဲ့ဆိုရင်တစ္ဆာဂရိတိပစီတဲ့ ဘောဓုတ္တရှိခြင်းစာမြတ်များဖတ်ပညာရခြင်းတရားမြတ်များနာစာမြတ်များသင်နော်ဆွေတွေ့လေ့လာမေးမြန်းနဲ့တရားဥတရားများရခြင်းကြိုးစားအားထုတ်အမတ်တမဲ့မနေနဲ့အလေးနဲ့ဆင်ញင်စင်စားနောက်ဆုံးသိတဲ့အခါဤဘဝရဲ့အခြားမဲ့ကောင်းရာသူဂတိရောက်ခြင်းနဲ့ဆိုရင်သူစရိုက် ဒုစရိုက်တွေကိုရှောင်ရှားပြီးတော့သူစရိုက်တရားတွေကိုကြိုးစားအားထုတ်ပါလို့ဟောဒီအဋ္ဌဓမ္မတုတ်မှာမြတ်စွာဘုရားကဒီလိုဟောကြားထားတာဖြစ်ပါတယ်